ယောက်ျားတွေကပတိရဲ့လက်ဖက်ဆိုင်မှာထိုင်နေရှိတယ်လို့မိန်းမတွေကလည်းမတ်ပွေးရဲ့အတုဆိုင်မှာထိုင်ကြသည်မနက်ပိုင်းဆိုရင်မတ်ပွေးရဲ့ဆိုင်မှာဆုံကြပြီးမှ ကိုသွားရမယ့်ခီးကိုဆက်ကြသည်တချို့ကလည်းဈေးမှအပြန်ဝင်ကြ၏အတုစားတာမစားတာကအရေးမကြီးတရင်တွေစားသုံးဖို့ပဲအရေးကြီးသည်အင်တာနက်ကဖေးတွေမှာလို့တစ်နာရီ400 500 500မိစက်ဖွင့်ရရင်600ဆိုတာမျိုးပေးစရာမလို့ website တွေ email လိပ်စာတွေမှတ်နေစရာမလို့စကန်ဝက်တွေဖွင့်စရာမလို့ ဆိုမာလီကမ်းခြေမှာရေခဲရေသွားရောက်နေတဲ့အဖရဲ့သားလေးဝေမှုတွင်တဲ့စကားပြောခြင်းလို့ပီမိုနင်းဆိုလားပီဖင်ဂိုဆိုလားအဲ့ဒါလေးဖွင့်ပေးစမ်းမှာကွယ်ဟုအကူညီတောင်းနေစရာမလိုကိုပြောချင်တာကိုအခမဲ့ပြောနိုင်သည်တရိနေကလည်းအရင်ဆုံးတာပဲဟိုဆိုင်ကမတက်ဘူးဒီဆိုင်ကမပွင့်ဘူးဆိုတာလို့ပူစရာမလိုမိန်းချာပါကြီးဖြစ်တော့ပဲပြုတ်တဲ့ဒေါမင်ကမနေ့6နိုင်လောက်မှာကလေးကဖထေးရဲ့ Google of Face ဆိုင်နဲ့ map ပွေးရဲ့ ယဟူအတောက်ဆိုင်တွေမှာဒေတာတွေချထားပေးခဲ့ပြီးဘယ်သူမှမစိုးခမဲ့ဒေါင်းလုဒ်လုပ်ယူရေးကြောင်းနိုင်သည်ချက်ကောင်းတယောက်ကာယူနာကဗေဒုတ်တဲ့ကောင်မလေးရှင်မှာဟင်ကြီးပြနေနေဖက်နှက်ပြပါလို့အရှက်ရသွားခြင်းအပေါ်စားတယောက်စတီချိုင်ကိုဇီဘရာတစိမ့်ပြောင်းကပ်ပြီးလာပောင်သွားတဲ့ပြင်ဒီတကားတော့လူလဲကြီးမတ်တီခံလိုက်ရခြင်းလူယိုကြီးကိုရဲစုံဘတ်စကားပေါ်မှာကပိုင်း၌ခံရကြောင်းထူးခြားတာက၌သွားသူမှာမိမ့်မှကပိုင်း၌ဖြစ်နေခြင်း စသောသတင်းများကိုလွတ်လပ်စွာရယူနိုင်သည်ကိုယ်စီမှာရှိနေသောသတင်းများကိုလည်းပြောပြီးဖက်လှယ်နိုင်ကိုယ်တိုင်နဲ့ပတ်ဝန်းဆွေးနွေးဝေဖန်နိုင်သည် database မှာမှတ်ပွေးနှင့်ဗာနူတို့ဖြစ်ကြသည်ထို့ကြောင့်နှာထုံသည်လည်းဈေးသွားဖြစ်စေဈေးပြန်ဖြစ်စေမှတ်ပွေးဆိုင်ကိုဝင်တတ်၏ဒီနေ့တော့ပိုက်စာနေသည်ဖြင့်ဈေးသွားမှာဝင်မည်ဟုစိတ်ယူထားသည်ကျောင်းပရဲ့ဖြစ်တော်ကြောင့်မောင်ကျော်နာကသူ့လဲလိုက်ချင်တယ်ဟုပြောသည်လိုက်ချင်မှန်မှန်လို့အီလေးဆွဲမနေနဲ့ တတော်ကစိတ်မြန်လက်မြန်ရှိတော့လဲကြောက်ကွန်ကလှုပ်ရှားသွားလာရမှာနှိကွေးလေးလံဤအပြင်တကာထွက်ဖို့ကိုအထဲဝင်အပြင်ထွက်နဲ့တော်တော်နဲ့မပြီးနိုင်မောင်ကျော်လာလည်းသူ့ဘေးတိုင်းပဲမနဲ့အိယာကထမြင်မြန်မထခြင်းမျက်နာတဲ့သွားတိုက်တာကလည်းအတော့ကိုကြသည်ဆောင်းနေစို့ပိုးဆိုသည်အေးဆန်နေသောညသက်ရင်နှင့်ထိရကန်ရမှာကိုယွန်းပြီးနှောင်းနေနေတဲ့ဤဒီလိုနဲ့အเจ้าနောက်ကြခဲ့ပေါင်းလည်းမနေတော့အခုလည်းသဘောတန်ကြီးကိုပါဇက်တဲ့ထိုးတဲ့ထိုင်ရင်က ဆောင်လေးတွေစားကောက်တာကိုငှိကြည့်နေသည်ဟဲ့မြင့်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 ခုလာတော်ကတရိပ်ပေးလိုက်မှသွားဆက်တိုက်သည်မျက်နှာတည့်ပြီးတော့လဲစရာပေါင်းမိရှားနေတာကလည်းစိတ်မရှိခြင်းစရာတော့ကြတော့မင်းလိုထွက်လာပြီးမှအိမ်ပါဝါရောက်တော့ဟာဘိုင်းနာလာမိရအိမ်နာတက်လာမလို့ခဏလေးဆောင်လို့ဆိုပြီးနောက်ပဲပဲပြန်ဝင်ပြေးသည်နင်တို့သားပါနဲ့ဒီတိုင်းပဲအေးဆိုဘိုင်းနာပြီချိပါတော့တော်တော်ဝါသနာပါတယ် မောင်ကျော်လာကအမေအမေမသွားနဲ့အောင်တော့ဟုအိမ်သားတွေကလှမ်းအော်ပြီးလှထုံသည်စိတ်တူလာပြီငါသွားနေတော့မယ်နေပါလာဝအောင်ပါပြီးမှလိုက်ခဲ့တော့တကယ်လို့ဆိုင်မှာငါမရှိတော့ရင်လည်းအတုတ်တပွဲမှာစားလိုက်ငါနေ့အတွက်ပါပတ်စံပေးခဲ့မယ်ပဲကျော်ဖို့ပါပေးခဲ့တော့မေမရဘူးပတ်စံနဲ့နေတဲ့အကျော်မပါပဲစားဟုပြောပြီးတယောက်တည်းထွက်လာခဲ့သည်နှုတ်ကလည်းတကယ်တော့ခက်ကွင်းပြင်းနေတော့နဲ့ရွာသားကြီးရောက်တော့မယ် လာတော့ကတော့ဒီတိုင်းပါပဲစကပုံတွေဆိုရိုးစကားတွေကသူ့ပါဇက်ထင်ရရင်တလွဲတွေဖြစ်ကုန်ပြီသူပြောလို့ရှိတာတွေကတော့လာထုံတို့ထင်မသိပါနဲ့ငွေမသိငွေမရှားပါဘူးအတိထားပါကိုကျော်ခွင့်ရင်လူမသိဒုံမကျိုးဆိုတဲ့စကားလည်းရှိသားပဲရှင်နေရအနက်ကလူထွက်ဆိုတာမျိုးဖြစ်နေပြီဆန်းစင်ရကြွေအတက်ပေါက်လို့ဘယ်ဖြစ်မလဲတခါကလည်းကျော်ခွင့်ကိုသူအနာယူခဲ့ပုံကြောင့်လူတွေကြားမှာအာရပါရပြောခဲ့တာကတော့ ကျောင်းကွန်ဒီဆက်ယုံမှာပေးထားသော bonus way ကိုအကုန်မဲ့အပဲရှူထားခဲ့ဤပတေးတို့မောင်ဝါတို့ဖိုးနီတို့နဲ့အတူစားကြတောက်ကြဖို့ဖဲထားခြင်းဖြစ်သည်ဒါကောလာထောင်ကရိတ်မိပြီးပြဿနာရှာဤအစာပိုင်းမှာတော့သူကဘူးခံပြီးညင်သေးတယ်လေဟွန်းဘယ်ရမလဲကျမသူ့ရဲ့ငယ်ပါ우ဖန့်ကန်လိုက်တော့ဝင်ခံရတော့တာပေါ့ညာထောင်နေချသူတွေဟဲ့နဲ့ဖြစ်ကုန်ကြဤလာထောင်ရဲ့ဘလို့ပြောလိုက်တော့လေမက်လုံကတတိပြီးတော့ဟုတ်တယ်လေငယ်ပါ우ကန်လိုက်တော့ ာတက်နိုင်သေးတယ်။ဟေးငင်းနိုင်ဟုခိုင်တယ်လို့ပြောရတယ်။နင်းနဲ့ကိုခတ်နေပါပြီ။ဟုတ်ဝမ်းဆွဲတယ်တော်အေးကျွဲကဝင့်ပြင်းပြီးတော့မှဟိဟုတ်လား။ဒီပါဟုတ်ဆက်ပြဲပြဲပြန်ပြောသည်။ဒီနေ့တောက်ဆိုင်မှာတင်ထားတဲ့ topic ကတော့မှုကင်းကြာနယ်ထဲမှာပါသောသတင်းနဲ့ပတ်သက်သည်။ခီတော်ရင်ခင်မင်သွားသောလူတယောက်တိုက်တဲ့အေဘလင်းကိုတောက်ပြီးအိပ်ပျော်သွားအိပ်ရခနူတော့အိတ်ထဲပတ်စံနိုင်ဆွဲချို့ စသည်တို့မရှိတော့တဲ့အကြောင်းတက္ကစီသမားတယောက်ခီးတဲ့ကျွေးတဲ့ကိုရကိုစားမိရကမူးနာနာဖြစ်လာပြီးကားကိုလမ်းဘေးထိုးရက်တစ်ချက်မိရင်လည်းဖြစ်သွားပြီးတတိပြန်ရတော့မှကားဆွဲလို့ရတဲ့ခွေးတွေပါသွားတာသိနိုင်ရကြောင်းอืมလူတွေကလည်းစောင့်ဝင်နေရေးချက်တဲတော့ချက်မိချင်အောင်လုပ်တော့တာပဲနော်ဟုတ်မပွေးကမှတ်ချက်ပြုတော့ပြိုကြီးတော်ပွင့်ကဒါကြောင့်ငါတို့တော့သူများကြွေးအောင်မွေးတာဆိုဘရောမှမစားဘူးဟိုတစ်ဘက်ကကြာနေတဲ့ပါလာတဲ့တဲ့ရင်ကြီးပါလား တူရင်းစုံစိတ်ချလက်ချယုံမိတာစိတ်ခက်သက်ပြီးပြည့်စည်ရယူသွားပါရောလားဒေါ်ပွင့်ကြီးနဲ့တတိထောင်းနော်အတွင်ပြည့်စည်တွေပါသွားအောင်မယ်မလုံးကခြုံပေးလိုက်အမတ်လေးအတွင်ပြည့်စည်တွေဘာလို့လဲမရှိပါဘူးအေးဟောတာလေးတာဦးစားမင်းစားတွေကုတ်ကက်ချန်ထားရတာအယောင်လက်ရင်အန်ဒီရရှိမှာဆိုလို့တဏ္ဍခါနဲ့ပုတ်ပြီးဖုံးထားရတယ်ဆိုပြီးပန်ထားသောစိန်ချင်ငကတ်ကိုခြံပြိုက်ဒေါ်ပွင့်ကြီးကတော့စိတ်ခက်ခံရလဲပူစားလို့ပါဘူး ကုပေးမဲ့ဆရာဝန်တရားလုံးရှိတာပဲဟုဒေါ်အေးကျွဲကအစထောင်ပေးလိုက်။အိုးဘာဆိုင်လို့လဲ။ဒေါ်ပွင့်ကဒေါ်အေးကျွဲကိုမျက်ဆောင်တစ်ချက်ထိုးလိုက်သည်။မျက်နှာထားကတော့မတိမတာပြုံးရံရံဖြစ်နေ၏။သူ့ကိုလူတွေကဒေါက်တာတုတ်ခိုင်းနေစလေရှိသည်။ထိုကသူကစိတ်ဆိုးချင်အောင်ဆောင်တတ်၏။အခုလိုဆိုတော့ဒေါ်ပွင့်ကဒေါက်တာတုတ်ခိုင်းကိုတစ်ဖက်တည်းကြိတ်ပြီးကြိုက်နေတယ်လို့ပြောလို့မရ။ပြိုကြည့်တယ်ထုံစံတိုင်း။နေနေပါပါစိတ်ကူးရင်ကြည်ယုံမျှတာဖြစ်သည်ဒေဝနန်းနဲ့ဆိုင်ရင်တော့တကယ်စိတ်ဆိုး၏ ဒီဟာနိုင်ကစိုက်ကားနေတာကိုခုဟာကိုအိမ်နဲ့နေတာပဲဆိုပြီးတော့လဲစိတ်ချလို့မရဘူးညဘက်ကျတော့အိမ်ဝင်ချပြီးဝင်ခိုးခြင်းခိုးရတာဟင်းဟုတ်မယ်တုတ်တိုင်းကားတွေကြည့်ပါလားထီရန်ပေါက်ကနေဝါပိုက်ကလေးထိုးထည့်ပြီးအိမ်ဝင်တွေဟုဆိုမှောက်ထည့်လိုက်တာလေတခါတည်းမဟုတ်ပေဘီအိမ်မောကြသွားတော့မှလိုချင်တာတွေစိတ်ကြိုက်ရွေးခိုးလို့ရသွားတာပေါ့အဲ့ဒါကိုကာဝယ်ဖို့ကလွဲပါတယ်အေးတန်မြာသေးတလုံးခေါင်းရင်ထားအိတ်လိုက်အိမ်ဝင်ချလို့မရတော့ဘူးအိတ်ကန်နေရင်ဖျားရှိခိုးလည်းမမေ့နဲ့ ဟုတော်အေးကျွဲကဝင်၍ပညာပိတ်အဲကျမတို့တော့တူစည်းပဲကြောက်တယ်ရွှေကြီးကကောင်းစဉ်တစ်ခုထပ်တင်လိုက်ဟုတ်တယ်အဲ့ဒါကြောက်ကြအကောင်းဆုံးပဲတော့တူစည်းမိပြီဆိုဘာမှမတတ်နိုင်ဘူးတချို့ကလည်းစေးမုံတွေကိုစေးဖို့လိုက်တဲ့ထည့်ပြီးတော့ဖြွာတာဆက်လိုက်တော့လို့လို့ဘာလို့လို့နဲ့မိကိုငွေတွေနဲ့မှုတ်တက်တယ်ချိုးကြတော့လည်းစေးကိုလက်မှာတုတ်ထားတာလူကိုတို့လိုက်တာနဲ့ကြောင်ပြီးတတိလက်လို့ဖြစ်သွားတာပဲအဲ့ဒီခါကျမှလူပြက်တဲ့နေရာခေါ်သွားပြီးပစ္စည်းတွေချွတ်ယူတာ တကယ်ဆွဲနဲ့တိုးစည်းမျိုးကြတော့တကူတကာချွတ်ယူနေကြတာမဟုတ်ဘူးမိတ်ပေးလိုက်တာနဲ့ကိုကိုတိုင်းကလက်ကောက်တွေဆွဲကြိုးတွေဖြုတ်ပေးမိတော့တာပဲတဲ့ဒေါ်ရီကျွဲကဟဲ့ဒါမျိုးဖီယာကိုကအမျက်တတိထားနေရတယ်သွားတယ်လာတဲ့ကဖီယာတရားကိုအာယုံပြုတ်တကယ်လို့တယောက်ယောက်ကကိုနာကတ်လာမယ်စီးနေလုံမယ်ဆိုမသိငိုင်းအဖုဒ္ဒတာလောကဓမေစိတ်တန်သန္နာကံတိအာသောကံဝိရိစံခေမံဆိုတဲ့ဂါထာရွတ်လိုက်လာတော့ငါငေးပြီးနားထောင်နေစဉ်သူ့ကိုနောက်ကျောကလာတော့တဲ့အမလေးဗုဒ္ဓ လန့်ပြီးလက်ကြီးတော့မောင်ကျော်လာဖြစ်နေကဲနင်းစားပြီးအင်ပြဲတော့ရှောက်လဲဆော့မနေနဲ့အောင်ဟုတ်မာထားခဲ့ပြီးဈေးသူဆက်လက်ထွက်ခွာလာခဲ့သည်လမ်းရောက်တော့မှမောင်ကျော်လာကိုပါဆောင်ခေါ်ခဲ့ရကောင်းသားဟုတွင်းမိခုချိန်မှာဖော်လေးပါမှသွားလို့လာလို့တင့်တော်သည်မတမာသူတွေကရောရတာမဟုတ်ဘူးဈေးသွားတဲ့လမ်းမှာညောင်မင်းကြီးနာလူဖြတ်တယ်စသဖြင့်ရှောက်စင်းစားနေတော့မျက်နှာချင်းဆိုင်ဘက်မှာလူကြီးတယောက်လာနေတာကိုတွေ့ရသည်အသားမဲမဲတုတ်တုတ်ခိုင်ခိုင် မျက်နာကအစီအပြန်လို့ပြီးတော့စင်းဖုံးလေးကိုလည်းမိကိုထောင်းထောင်းထောင်းဖွာလာသည်လှထုံလန့်သွား၏အနာရောက်လာတော့မိခုံးဝဲတွေကိုမရှုံမိအောင်အသက်ကိုအောက်ထားလိုက်ရသည် လူကြီးဖြတ်ကျော်သွားပြီးခက်လန်းလန်းရောက်သွားတော့မှအသက်ကိုဝအောင်ပြန်ရှူရဲတော်ပါသေးရဲ့ဒါတောင်ဘေးကဖြတ်ရှောင်းမှလူကြီးကတစ်ချက်ဆိုင်ကြီးသွားတာမလေးကြောက်ရှာကြီးမဖြစ်သေးဘူးမဖြစ်သေးဘူး နေ့လဲကြာရင်ဒေါ်အေးကျွယ်ကြီးစီသွားပြီးဟိုကားတာတင်ခန်းရမယ်ဈေးရောင်ရင်တန်မြာတိဝယ်ဖို့လည်းမမေ့နဲ့ပြီးတော့အိမ်ဝင်ဒီပုတ်ထက်လို့မရအောင်အိတ်ခန်းဘေးကထရန်အပေါက်တွေဖာခန့်ရအောင်မယ်တို့ခန့်မှာပင်သူ့ဘေးကိုလူတယောက်ကတ်လာပြီးလက်မောင်းကိုတို့လိုက်သူအန်းကမိသွားသည်ကျက်တီးတွေဖြန်းကနေထသွား၏ထို့နောက်တစ်ခုလုံးထုပူပြီးမျက်လုံးတွေပြသွား၏ပတ်စံထည့်ထားသောဈေးချင်းနာကိုအလိုလျောက်ကမ်းပေးလိုက်မိသည် တို့သူသည်ချင်းနာကိုဆွဲယူပြီးသည့်အချိန်ထွက်ခွာသွားသည်ပဲဘေးမှကပ်လိုက်လာနေစေနဂတ်ကျန်သေးတယ်ကျန်သေးတယ်ဖြုတ်ပေးလိုက်ဖြုတ်ပေးလိုက်လာတော်သည်နဂတ်စီသို့လက်လန်းလိုက်စဉ်ရှေ့မှမိမတယောက်ရှောက်လာတာကိုတွေ့လိုက်ရသည်ထိုမိမကိုမြင်ဘူး၏တို့ရရင်ဘယ်သူရဲ့လို့စဉ်းစားလို့မရထိုမိမကလှမ်းနှုတ်ဆက်၏လာထုံဈေးသောမလို့လားလာထုံသည်အာဇီးထက်ထားသလိုဘာမှပြန်ပြောလို့မရ။ကြောင်ငင်းငယ်ကြီးစိုက်ကြည့်နေမိသည်။ဟိုမှာမင်းနေရလေ။ဘေးကလူကပြောသည် ကိုကျော်ကိုအတန်နဲ့တူလိုက်တာဤခန္ဓာကိုကျော်ကိုအတန်ကိုတူပါပြီးဖျားရသေးစားဟဲ့ဘေးကလူကလှထုံပခုံးကိုအကန်းလှုပ်လိုက်ဒီတော့မှရုတ်တရက်တရိပ်ပြန်ဝင်လာပြီးလက်ကြည့်လိုက်တော့ဟင်ကိုကျော်ကိုကျော်ကငါလှထုံကိုကဲခတ်ကြည့်လိုက်ပြီးနင်ပါဖြစ်နေရလေကြောင်တောင်တောင်နဲ့လှထုံကရင်ဘက်ကိုဖိလိုက်ပြီးဟာလေထိုးသေးတာပေါ့ဒါနဲ့စောစောကကျမလက်မကိုလှတော့တာဘူးလေဟာရမသူရှိရမှလည်းငါပဲပေါ့နင့်ကိုလှမ်းမြင်လိုက်လို့လိုက်လာလေ လာတော်ကတော်ဝင်နဲ့ရက်လိုက်ချောကုန်းနဲ့ရောင်ပြီးတော့ရက်လိုက်သည်လာတော်ကခါထားလိုက်သည်တော်ဒီမှာကိုကြောက်ရှင်အဲ့အောင်လန်းပညာတွေဘယ်တော့တက်တာလဲဟင်ဟုမေးလိုက်လေသည်ဒါလေးကတော့တို့စည်းဖြစ်ပါတယ်ဒီတို့စည်းလေးကတော့ဆံမင်းလူရဲ့ခုတ်ခုတ်ခက်ခက်စားကနေပြီးကောက်ထုတ်ပြီးတင်ဆက်တာပဲဖြစ်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါယင် ဆရာမင်းလူနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်ကျေးဇူးတင်ပါရရှင်ကျွန်မတို့တာပါ